ခဲ့တဲ့ရက်ပိုင်းကနေစပြီးလက်ရှိချိန်ထိဖျားပြင်းတဲ့လိုက်ပေါ်မျိုးမှာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ကနေလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာလို့အပြင်တိုက်ခိုက်ရေးလေနေပါတုံးပြီး လူနေအိမ်တွေအပေါ်လိုက်လံပုံကျဲနေလို့တမျိုးလုံးနီပါနေထိုင်ဖို့အင်တန်မှအန္တရာယ်များလွန်းတဲ့အတွက်လိုက်ကော်မြို့ကိုစွန့်ခွာပြီးဘေးလူရာကိုအတုံယုံထွက်ပြေးခဲ့ကြရပါတယ်ဘွယ်ကလည်းအငဲဖြစ်နေပြီးစစ်ကောင်စီကလည်းလက်နဲ့ကြည့်ရတဲ့အငဲတန်းပြစ်ခတ်နောက်ချက်နေလို့ဘေးလူရကိုယ်တော်ထွက်ပြေးတိမ်းရှောင်ဖို့ပြည်သူတွေမှာအကြက်ကြဲများစွာရှိနေပါတယ် ဝက်ကွန်မြို့ပေါ်မှာပြင်နေတဲ့ပြည်သူတွေကိုကဲထုတ်ဖို့ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ပြည်ထောင်သမားတွေလည်းနေ့စဉ်နေ့တိုင်းကြိုပမ်းနေကြရပါတယ်။ဒါ့အပြင်ဒိုင်ကွန်မြို့မှာတိုက်ပွဲပြင်းထန်နေတဲ့အတွက်စစ်စုံနဲ့မလုပ်ခင်တဲ့ပတ်ဝန်းကျင်ရွာတွေပါကြိုတင်ပြီးဆစ်ဆောင်နေရပါတယ်။ဒါကြောင့်ကရန်ပြည်သူ့ပါတီဝင်လူငယ်အဖွဲ့နဲ့ကရန်အမျိုးသမီးအစည်းအရုံးတို့စုပေါင်းပြီးဒီဇင်ဘာလ9ရက်နေ့ကနေ10ရက်နေ့ထိစုစုပေါင်း၄ရက်တာအတွင်း တိုက်ပွဲကြကနေပိတ်မိနေတဲ့ခရီးရန်တီလာရှင်ရဲ့ပြည်သူတွေအပါအဝင်စစ်စုံနဲ့မလူကင်းတဲ့ပတ်ဝန်းကျင်ရွာတွေမှာရှိတဲ့ပြည်သူတွေစုစုပေါင်း600နီးပါးကိုတွားရောက်ကယ်ထုတ်ပြီးလူမျိုးနေမျိုးကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ဒါပြင်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့ဘိုက်ကောမျိုးမှာပိတ်မိနေပြီးစစ်ဘေးလူရဖက်ပြေးတင်းချောင်းဖို့အခက်အခဲရှိနေပြီလို့လည်းများစွာရှိနေပါတယ်။